ချက်မင်းမိတ်စီမဲ့ချက်သားနဲ့ခန်းကျင်ဒီနှစ်လေးချက်လိုက်ရအောင်ချက်တော်နီချက်တော်ဖြူခွဲချက်မုတ်တို့ကိုအနှစ်လို့ပို့ထောင်းပါမယ်ကဲအနှစ်လေးရပြီဆိုတော့ခန်းကျင်ဒီကိုလေးစိတ်ခွဲပြီးတော့ပြင်သားပေးပါချက်သားကိုတော့စားစွန်းွင့်ချုံမုန်းနေနေပြီးနှက်ပေးပါစီပူလိုက်ရင်တော့ထောင်းထားတဲ့အနှစ်ကိုစီတက်ပါမယ်စီလေးကိုနာနာလေးတက်ပေးပါနော် စီတက်ပြီးရင်တော့စားနဲ့အချုံမုတ်ကိုထည့်ပါမယ်။ပြီးရင်တော့နှက်ထားတဲ့ကြက်သားကိုအိုးရဲကုံလောင်းထည့်လိုက်ပါမယ်။ထည့်ပြီးဆိုရင်တော့ကြက်သားလေးကိုတီချာလေးလုံးပေးလိုက်ပါမယ်နော်။ခြေကတော့နည်းနည်းစီလိုသလောက်ပဲထည့်သွားပေးမယ်နော်။ ကြက်သားချက်ရင်တော့ခန်းကျင်လေးထည့်လို့ရပါပြီခန်းကျင်လေးကိုထည့်ပြီးတော့အသေးချာလေးချက်ပေးပါမယ်နော်ခုဆိုရင်တော့ဒါကြက်သားလေးကကြက်သွားပြီပေါ့နော်ကြက်သားလေးကြက်သွားပြီဆိုရင်တော့ခင်းလေးကိုပကံနဲ့ထည့်လိုက်တော့မယ်နော်ဒီလိုသူ့ဆရာလေးနဲ့တွေ့စားရင်လည်းအရင်ကမင်းနဲ့ဟင်းတစ်ခွက်ဖြစ်မှာပါနော် ခုဆိုရင်တော့သမီးမင်းစီမဲ့ချက်သားနဲ့ခင်းကျင်ပြီးနှက်ဟေးလေးရပါပြီရှင်။